ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခဲ့ပါခင်ဗျာကျွန်တော်ရဲ့ Paper Solution Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ25ရက်နေ့ရက်မနက်ပိုင်းနေ့လယ်ပိုင်းသတင်းတွေကိုပေါင်းပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာโอเคအရင်ဆုံးကျွန်တော်တို့လိုရင်းတွေ့ရှင်သတင်းလေးဖတ်ပြပေးပါမယ်နော် ကင်မရာမဆုံးသတင်းတပုတ်ကတော့မြောက်ရီမြို့နယ်မှာရှိတဲ့ကြားဖြတ်ကေကေပအတွင်းအဆောက်အုံတချို့ကိုမိုင်းခွဲပေါက်ခွဲတဲ့ဖြင့်ပေါက်ကွဲမှုဖြစ်ပွားပြီး BGF ကပေါက်ခွဲမှုဒေသပြည်သူများကပြော BGF BGF ကကြားဖြတ်တဲ့ရုပ်သတင်းများကိုခုံလုံးပြေးထုတ်များမှာပုံမှုတိကျလာတယ်ဆိုတော့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ဒီ KK Park ကိုဖောက်ခွဲလိုက်တာကတော့ BGF တွေဖောက်ခွဲတာဖြစ်ပြီးတော့အဲ့ဒီမှာဆက်လက်ပြီးတော့တရုတ်ဒီလုတ်လုတ်သမားတွေကိုခုံလုံးပြေးထားတယ်ဆိုတော့တွေ့ရပါတော့တရုတ်သတင်းတွေကိုခုံလုံးပြေးထားတယ်ဆိုတော့တွေ့ရတယ်။အဲ့တော့ဒီ KK Park ထဲမှာဒီကြားဖြတ်လုပ်ငန်းတွေဆက်လက်ပြီးလုတ်ကင်နေတယ်လို့လည်းသတင်းတွေကကြားနေရပါတော့။အဲ့တော့ဒီ BGF တို့ ဒီအကြမ်းဖက်မေးအောင်လန်တို့အဖွဲ့ဆိုတာကမနေ့ကတင်ဆက်ခဲ့သလိုပဲဒီ KK Park ထဲမှာပြုတ်လုံနေတဲ့ဒီကြားဖြတ်လုပ်ငန်းတွေကနေစပြီးမှသူတို့ကဝင်ငွေတွေရနေတာဖြစ်တဲ့အတွက်ဒီလုပ်ငန်းတွေကသူတို့အတွက်ရက်တန်းလို့မရဘူးနော်ရက်တက်နေဆိုတာ ਨੇ သူတို့ဒီမှာဝင်ငွေတွေရက်တန်းသွားမှဖြစ်သွားတဲ့အတွက်သူတို့ကအခုလိုမျိုးခက်ခဲနေတဲ့အချိန်မှာတော့မရမကလုံနေတာဖြစ်ပါတယ်နော်အဲ့တော့ဒီလုံနေတဲ့အပေါ်မှာလည်းတမရထရန့်ကအခုချိန်မှာဆိုရင်မနေ့ဖြစ်မှာပြုတ်လုံမဲ့အစည်းအဝေးမှာတစုံတစ်ခါတရာချိုးထူးတယ်ပေါ့နော်စီးနေချက်တွေပေါ်ပေါက်လာမယ်လို့ယုံကြည်ပါတယ်နော် ဲ့တော့ကျွန်တော်တို့အားလုံးဆူတောင်းတာဒီကြားဖြန့်ပါအပါဝင်ပေါ့နော်အမှရှိတဲ့အကုံလုံးဒီ BGF အကုံလုံးပေါ့နော်ချပြန်အကုံလုံးကိုဖြည့်ရှင်းနိုင်ဖို့မျှော်လင့်ပါတယ်နော်အဲ့ဒါမှပဲနိုင်ငံရေးအတွက်လည်းကောင်းသွားမှာဖြစ်သလိုတော်လိုင်းရေးအတွက်လည်းတော်တော်လေးတန့်ရှင်းသွားမှာဖြစ်ပါတယ်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အမျိုးသမီး20ကျော်ကိုအထမပြုကျင့်ခဲ့တဲ့ဗိုလ်မှူးအပါဝင်စစ်သား20ကျော် PDF တွေတိုက်လို့ မီယောစာဖြစ်သွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်စစ်တုံးမှ9ဦးလည်းဖမ်းဆီးရမိခဲ့တယ်ပေါ့နော်အဲ့ဒါအမျိုးသမီး20ကျော်ကိုအုပ်စုဖွဲ့အထမပြုကျင့်ခဲ့တဲ့ဗိုလ်မှူးကျော်မင်းအပေါ့စစ်သား20ကျော်မဟာလိုင်းမလိုင်မြို့နယ်တိုက်ပွဲမှာတင်ဆုံးခဲ့ပြီး9ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့မြင်းကျက်ခဲ့တဲ့တရင်လင်းနဲ့30တရင်မှုကပြောပါတယ်တောင်သာမြို့နယ်ရုံးစီကြီးရွာကအသက်16နှစ်အရွယ်ကနေအသက်60အရွယ်ထိအမျိုးသမီး9ဦးကိုစတင်ပါလာ10ရက်နေ့ကနေ16ရက်နေ့အထိစစ်ကောင်စီကဖမ်းဆီးအထမပြုကျင့်ခဲ့တယ်လို့သိရပါတယ်ဒါအပြင် တန်ပိုးရွာမှာလည်းအမျိုးသမီးငယ်အချို့အထမပြုချစ်ခံခဲ့ရသေးတယ်လို့စစ်ဖန်စီရမိတဲ့စစ်တုံးပိုင်းရဲ့ထွက်ဆိုချက်တွေကသိရတယ်လို့တရင်မှုကပြောပါတယ်။အဲဒီနောက်စစ်ကြောင်းကမလိုက်မြို့နယ်ဘက်ကိုထွက်လာပြီးတော့အင်ဂျီတောရွာတွေကိုလည်းစစ်ကြောင်းထုတ်ကအသက်16နှစ်ရဲ့အမျိုးသမီးကိုအုပ်စုဖွဲ့အထမပြုချစ်ခဲ့ကတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်နော်။အဲတော့တော်တော်ကိုဆိုးတဲ့အဲဒီဘိုဘူးလို့ပြောအောင်ပါနော်။အခုချိန်မှာဆိုတော့မျိုးစာဖြစ်သွားပြီဖြစ်ပါနော်။အဲတော့အချမ်းစစ်ကောင်စီဖွဲ့တွေကတော့စစ်ကြောင်းထိုးရဲဆိုရင်အဲဒီလိုပဲပေါ့နော်။ ဒီအမျိုးသမီးတွေဆိုမရင်းကျင်မဲ့ပစ္စည်းတွေယူမဲ့မီးရှို့မဲ့တကယ်မိစ္ဆာအစစ်စစ်တွေဖြစ်ပါတယ်ဒီကောင်တွေကတော့ ကေနာရဲ့တရင်ဘုတ်ကလည်းအချက်မဲ့မရောက်နိုင်ကတိုင်မူမီယာအပါဝင်စစ်အရာရှိ30နိဘာကိုယာနုနေရီပြောင်းလဲပြုတ်လို့ရဆိုတဲ့တရင်ပဲဖြစ်ပါတယ်။အဲ့တော့ချမ်ပစ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကတိုင်မူမီယာအပါဝင်စစ်အရာရှိကြီး30နိဘာကိုယာနုနေနေရီပြောင်းလဲများပြုတ်လို့ကြောင်းနေပြီးတော့စစ်ဘက်တရင်ရင်းမြင့် CDM ဘူကြီးဇေယောကတရင်ပြဖို့ထားလို့သိရပါတယ်ခင်ဗျာ။အဲ့တော့ချမ်ပစ်မင်းအောင်လိုင်းကနောက်ဆုံးချိန်ရောက်လာလေတဲ့အခုချိန်မှာသူ့ဘုတ်တိုက်ွက်တွေမျိုးစုံဖော်နေတာပေါ့နော်။သူလူပြောင်းနေကောင်းနေပါပဲနော်။သူကလူတကယ်ပေါ့သူ့ဆက်ကျင်နိုင်မဲ့လူသူ့စကားကိုတိတ်နားမထောင်ဘူးလို့ထင်တဲ့လူတွေအားလုံး ကိုဖမ်းချုပ်နေတဲ့အခြေအနေဖြစ်တဲ့အတွက်အောက်ကလူတွေကိုသူကဆွဲခေါ်တယ်ပေါ့နော်အဲ့တော့ဘလို့ပြောပြောအောက်မှာခုမှစပြီးတက်တဲ့လူတွေကတော့အတွေ့အကြုံကပြောမှဆိုရင်အများကြီးလိုသေးတာလိုသေးတဲ့လူတွေရှိတယ်ပေါ့နော်အဲ့တော့မင်းအွန်လိုင်းအဲ့လိုမျိုးလုပ်လေသူ့ရဲ့ဒီအဖွဲ့အစည်းပုံပိုပြက်လေလို့ပဲကျွန်တော်တို့ကမြင်တယ်ပေါ့နော်အဲ့တော့ဘာပြောပြောခုချိန်မှာဆိုကြောက်ကန်ကန်ပြီးမှလုပ်နေတယ်ဆိုတာသိတာပါတယ်နော် ကဲကျွန်တော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပေါ့နော်အချက်ဖက်စစ်ကောင်စီရဲ့စစ်သားတွေစီကနေရခဲ့တဲ့လက်နက်တွေဆိုရင်ကျွန်တော်တို့တော်လိုင်းရဲပေါ်ချက်ချင်းသုံးမပြုတ်ပဲနေပေါ့နော်အမိတ်ပြန်တန်းဖျက်ရပြီးမှပဲသုံးကြတာပေါ့နော်အခုလည်းစစ်ကောင်စီရဲ့ဒီသူစီကနေတင်းစေးရမိခဲ့တဲ့လက်နက်တွေကိုအမိတ်ပြန်တန်းဖတ်တဲ့မီဒီယိုဖိုင်နောက်ကြည့်အောင်နော်2025နေ့ချေဒီတင်းစေးရပြီးတော့စစ်ကောင်စီကလည်းကလည်းတော့မနေ့တော့ကျွန်တော်တို့ယူနီဝတ်ကြောက်ရတဲ့ဘက်မှာအပြီးလိုက်သိမ်းပါလိုက်ပြီဖြစ်သည်တို့ဖြစ်ပါ၍ဒီတဲ့နဲ့ခရယာနာမှာထွက်တော့ ကြည်များသည်စိမိတ်စစစ်ဘလူငန်းအာသာတိမှန်ရမည်ဟုအမိတ်ပြန်လိုက်သည်ပုံဒီလိုပြောကြတပွဲကဲအဲ့လိုနော်အမိတ်ပြန်မှပဲတုံးကြတာပေါ့နော်လက်နဲ့တည်းလည်းမနေပါဘူးကြည့်ပါဦးကဲနောက်ထပ်သတင်းပုဒ်ကတော့အခုချိန်မှဆိုရင်ဒီ ပြီးအတိုင်းပြည်ထဲမှာပေါ့နော်ကဲခုကျွန်တော်ကြည့်ရမှာကတော့မသိတစ်စထားတဲ့တင်ဖြစ်ပါရင်เนาะဟိုတုန်းကတော့တကယ်ဇိုးပုံစံနေခဲ့တဲ့သူတယောက်ကအခုချိန်မှာဆိုရင်ပရာဟိတတွေလောက်ပြီးတော့ဗောနော် online မှာတက်လူပြပြီးတော့နေရာရလာတဲ့ဒီတယောက်ကိုအာပြောထားတာဖြစ်ပါရင်เนาะအခုအဲ့တယောက်ကလည်းစကားပြောတဲ့နေရာမှာ သူသူပတ်စံမရှိဘူးသူစားစရာမရှိဘူးဆိုကိစ္စမရှိဘူးလှူစားလို့ရတယ်လို့ပြောလိုက်တဲ့စကားပေါ်မှာပေါ့နော်တပီသူလူလူတွေပေါ်မှာအွန်လိုင်းဖွဲ့ရှင်းပြတာပေါ့နော်အဲ့တော့တချို့သောသူတွေတချို့သောပြည်သူလူတွေကတော်တော်လေးကိုနားယောင်ပြီးတော့ပါသွားတယ်လို့လည်းရှိရပေါ့နော်အဲ့တော့ဒီကြောင့်နဲ့ပတ်သက်ပြီးတော့လည်းကိုဝေရန်ကတေချာလေးရှင်းပြထားတာရှိရတယ်တော်တော်လေးကောင်းပါရဲ့နော်အဲ့တော့အခုလည်းမှသတိပြောထားတယ်နားထောင်ကြအောင်နော်မိလေးရှိပါတယ်ဒီဆုံးပြဿနာဘယ်လောက်ထိအန္တရာယ်ကြီးမားတယ်ဆိုတာကိုပြောပြလေးရှိပါတယ်အခုလည်းကျွန်မပြောပါအောင် ဒီကနေ့မှထွက်လာတဲ့တော်တော်လေးလူတိများပြီးဟုတ်ဖြစ်သွားတဲ့တဲ့ရင်ကဒီတခိုးကိစ္စပေါ့ရှင်နော်အဒီတယောက်ကကလေးတယောက်ကိုခေါ်လာပြီးတော့မှဒါတခိုးမိတယ်ပေါ့ရှင်စိုင်းပန်ရှင်ကလည်းလူလေကောင်မှရိုက်နှက်တာချင်းချောက်တာလုပ်ခဲ့တယ်ပေါ့ကိုယ်တိုင်ကျူးလွန်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီတခိုးပြဿနာကိုတိတိကျကျလေးအဲကင်တွယ်မယ်ဆိုရင်ဥပဒေနဲ့ကင်တွယ်မယ်ဆိုလို့ရှိရင်တော့နှစ်ဖက်လုံးကိုဟိုအရေးယူရမှာဖြစ်တယ်ပေါ့ခိုးတဲ့လူကလည်းခိုးတဲ့အလျောက်အပြစ်ရှိတယ် ရိုက်နှက်တဲ့လူကလည်းရိုက်နှက်တဲ့အလျောက်အပြည့်ရှိရပေါ့ရှင်နော်။နောက်တစ်ခုကဒီကလေးတငယ်လုံကြုံရေးအတွက်ကလေးတငယ်ဥပဒေဆိုတာရှိပါတယ်။နော်ဒီကလေးတွေရှင်းမှာရိုက်နှက်တာကလေးတွေကကလေးကိုပါကျိုးတုပ်တာနော်။ဒါတွေကအရေးယူရမယ့်ကိစ္စတွေဖြစ်တယ်ပေါ့။နော်အဲ့တော့ဒီလိုမျိုးဥပဒေစိုးမိုးမှုမရှိတဲ့အချိန်အခြေအနေမျိုးမှာလှုပ်ချင်လို့လမ်းလေကောင်မှာဟာလူကြီးကွေးမှာလှုပ်ချင်လို့လှုပ်ရဲနေတယ်ဆိုတော့ဒါအဲဒါကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကတော့ဒါနိုင်ငံပြည်စည်းနေချောင်းကိုပြတဲ့သင်္ကေတတွေပဲဖြစ်တယ်လို့မှတ်ယူရပါပါ ပတ်စံရှိဘူးသူကမယုံမဆိုင်တော့ဒီရဲတွေကလည်းလိုအပ်နေတာပတ်စံပြည်သူကလည်းလိုအပ်နေတာပတ်စံဒီပတ်စံရှိလို့ရှိရင်ငါတို့ပြောချင်တယ်လို့ပြောမယ်လုံချင်တယ်လို့လုံမယ်ဆိုတဲ့ဟာတကြောင်ပေါ့နော်သူကဟာလာဥပဒေကိုလေးစားလိုက်တာမရှိတာရယ်ဒီဥပဒေပေါ်မှာယုံကြည်မှုမရှိတာရယ်တကြောင်ကြောင်ဒီလိုမျိုးတွေလုံကြတာဖြစ်ပါတယ်နော်အဲ့တော့ဟိုခိုးတဲ့လူကလည်းအပြစ်ရှိတယ်လို့ ရိုက်နှက်တဲ့လူလူလေကောင်မှချင်းချောက်တာရိုက်နှက်တာဒါရင်းရွေးမှုနယ်လောင်းမယ်လို့ပြောတာဒါတွေကလုံးဝချင်းချောက်မှုဖြစ်တယ်ဒါတွေကဥပဒေရရေးယူအောင်မှာဖြစ်တယ်တကယ်ချစ်ချစ်ရောက်ရောက်ရေးယူမယ်ဆိုလို့ရှိရင်ငွေတောင်ရောထောင်တောင်ရောနှစ်ရက်လုံးချမှတ်နိုင်တယ်เนาะအဲ့တော့နိုင်ငံပြည့်စည်နေတယ်ပေါ့ရှင်เนาะနိုင်ငံပြည့်စည်နေတော့ဒီလိုမျိုးပြဿနာတွေကပေါ်လာမှာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ကဘယ်လိုဖြေရှင်းရမလဲဆိုတော့ကျွန်တော်ဒီဟာဥပဒေဆိုတာလေအခုချိန်မှာယုံကြည်စိတ်ချရတာမဟုတ်ဘူးဒီရဲတွေကိုသွားတိုင်လို့လေဒီရဲတွေကဟာအပြည်သူလူထုကသာဟာဒီလိုမျိုးဖြစ်သွားတာမတရားဘူးអော်လို့ဒါသူတို့ကအလုံးလုံးပြခြင်းလို့ ဟိုခေါ်ယူပြီးတော့စစ်ဆေးတာမေးမြန်းတာသူတို့လက်စားတာဒါတွေသူတို့တော့အကောင်းကြီးပဲဒီကိစ္စတွေကသူတို့အဲ့ဒီအကြောက်တာလုတ်ပေးလိုက်တာတကယ်တမ်းဘုရားဥပဒေအရစနစ်တကျနဲ့တွားနေတဲ့အချိန်ခါတခုမဟုတ်ဘူးเนาะအဲ့တော့အဲ့ဒီပုံမှာလည်းကျွန်တော်တို့ကဘာဝင်ပြရမလဲဆိုလို့ရှိရင်ပရဟိတသမားတွေเนาะနမေကြီးကျင်တဲ့လူတွေဒီပုံမှာလိုက်ပြီးတခုခုဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာတွေရဲ့စိတ်ကလည်းတနာတတ်တဲ့စိတ်အခံကရှိတယ်တခုခုဖြစ်ပြီဆိုရင်တနာတတ်တယ် နော်တကယ်တမ်းတနာရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံကြီးကိုအခုလိုမျိုးစုပ်ပြတ်သက်သွားအောင်စပြီးအာဏာသိမ်းတဲ့အတိုင်းပြည်ထဲမှာရှိနေတဲ့ပြည်သူလူထုအားလုံးကတနာစရာတရဝါတွေကြီးပဲနော်အခုချိန်မှာလဲဟလာဟိုဆင်းရဲဟိုမွဲတေငတ်ပြတ်နေတဲ့အချိန်စစ်ပေးရှောင်နေရတဲ့အချိန်အမျိုးမျိုးမတရားမှုကိုခံနေရတဲ့ပြည်သူလူထုအားလုံးဟာတနာစရာအခြေအနေပဲဖြစ်တယ်အဲ့တော့ဒီတနာစရာအခြေအနေကြီးတစ်ခုလုံးကိုကျွန်တော်တို့ကဗရာဟိတနဲ့တွားပြီးကုညီလို့လေလောက်နှမှာမဟုတ်ဘူးနော်အဲ့တော့ တချို့ကကျမပရဟိတနဲ့ပတ်သက်ပြီးပြောလို့ရှိရင်အနေကဟိုမုဒိတာမပွားနိုင်လို့အကုသို့ယူတယ်သူများစေတနာပါလို့ဖလူကြတာပဲဆိုတာမျိုးလာကြတယ်သိတယ်ကျမတို့စေတနာပါလို့ဖလူကြတာအကုသို့ရတယ်ဆိုတော့ကျမတို့ရဲ့မြန်မာတွေရဲ့စိတ်ရင်းခံရှိတယ်နော်စေတနာပါလို့ဖလူရတာကိုလက်ခံတယ်နော်ဒါတွေကိုတားဆီးနေတာမဟုတ်ဒါပေမဲ့ကျမတို့ကပြဿနာရဲ့အရင်းမြစ်နောက်ခံအကြောင်းတရားတွေကိုကြည့်ပြီးတော့မှကျမတို့လုံတင်အောင်လုပ်ရမယ်เนาะအဲ့တော့ ဒီလိုက်တရာဇိုးကိစ္စပေါ့ပြန်ပြီးတော့လှည့်လိုက်အောင်ပြောချင်တော့အဲ့တော့လိုက်တရာဇိုးဒီဓာတ်ထဲမှာဗီဒီယိုတစ်ပိုင်းထွက်လာပါတယ်ကျွန်မလည်းကြည့်လိုက်ရပါတယ်သူတို့ကတော့တတိလက်လို့ပြောလိုက်တဲ့စကားဖြစ်ပါလိမ့်မယ်မစင်စားမစင်ကျင်ပဲနဲ့စင်ကျင်လုံတရားမဲ့ဆိုတာပြောလိုက်တဲ့စကားပေါ့နော်အဲ့ဒါကျွန်တော်တို့ကတော့မရှိလို့ရှိရင်ဟိုလူစားလို့ရတယ်လို့တိုက်စားလို့ရတယ်လို့ဆိုတဲ့စကားတွေကဒါသူတို့တုံးနှုံးနေကြသမင်းစားရေတောက်ပြောနေကြစကားတွေဖြစ်လို့ဒါလှုပ်ခနဲထွက်သွားတာပေါ့ရှင်နော်အဲ့တော့ ဒီလိုမျိုးအကြောင်းအရာတွေကိုကြည့်ခြင်းအဖြစ်ဒီဒီလူတွေဟာမြမပြည်တွင်းထဲမှာဘလို့ရက်တည်ရှင်သန်နေတယ်လဲဆိုတာကိုကျမတို့ကခံမှန်းသုံးသပ်လို့ရတယ်เนาะအဲ့တော့စောက်เสียကောင်းတဲ့အရာတစ်ခုပေါ့ရှင်เนาะလူဆိုးဓမြတွေကတစ်ဖက်မှာခိုးဆိုးလူ၌ပြီးတော့မှတစ်ဖက်မှာပြည်သူလူလူကိုเนาะကိုချင်းစာတဲ့အောင်အောင်တနာတဲ့အောင်အောင်ပြန်ပြီးတော့ ကူညီပြနေတယ်အဲ့ဒီကူညီပြနေတဲ့အပေါ်မှာလဲကျမတို့ဟိုစိတ်အရင်ခံကိုကတနာတတ်တယ်ကျမတို့မြန်မာလူမျိုးတွေကဒီအပေါ်မှာရှုံတည်ပြီးတော့မှဒီလူတွေကိုအားပေးကြတယ်အဲ့တော့လူမိုက်ကလူမိုက်ပဲနော်လူမိုက်တွေကလူကောင်းဖြစ်လာစရာအကြောင်းတော့ရှိပါတယ်ဒါပေမဲ့ဒီပုံစံမျိုးနဲ့လူကောင်းဖြစ်လာလို့တော့မသိတော့နော်ဟုတ်လားတစ်ဖက်မှာ လုံနေတဲ့အလုပ်တွေသူတို့လုံနေတဲ့အလုပ်တွေမရက်နာဘူးစစ်ကောင်စီနဲ့လည်းပေါင်းစားပြီးတော့လူဆိုးနဲ့ရဲဆိုတာကျွန်တော်တို့နိုင်ငံထဲမှာဟာလားဇိုးနော်လူမိုက်လူမိုက်နဲ့ရဲဆိုတာကလင်မင်အားလိုပဲတယောက်ကိုတယောက်ပုံမိပေးလာကြတာအကျိုးတူစီးပွားလုံနေကြတဲ့လူတွေတာဖြစ်တယ်အဲ့တော့ဒီချိန်ကြီးမှာနော်ဟိုတလန်တွေကိုလည်းကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေကကြောက်နေရတယ်ဟာလား ဲ့တော့ဒီကောင်းနေရပြည်သူလူထုကြားထဲမှာရောနှောပြီးတော့မှပြည်သူလူထုရဲ့ယုံကြည်မှုကိုရတဲ့အခါကျတော့ relation အရန်ကောင်းသွားတယ်ချိတ်ဆက်မှုတွေအရန်ကောင်းသွားတယ် connect တွေအရန်ကောင်းသွားတယ်ဆိုလို့ရှိပြည်သူတွေအတွက်ကတကူတယောက်နာမည်ကြီးလာတာတကူတယောက်ကိုလူအများကြီးယုံကြည်လာတယ်ဆိုပြည်သူတွေကပို့ပြီးတော့သတိထားရမယ့်အခြေအနေမျိုးဖြစ်တယ်ဒါပေမဲ့အခုအခြေအနေကပြောင်းပြန်ဖြစ်နေတယ်ပေါ့နော်ကျတော်တို့ကပရဟိတအရှောင်ပြလိုက်တာနဲ့ပရဟိတအနတ်ပေးလိုက်တာနဲ့ဒီလူကိုယုံကြည်ရတယ်ဆိုပြီးတော့မှကာကွယ်တဲ့လူတွေတောင်း ရှိလာတာဖြစ်တယ်။အဲ့တော့သူဗီဒီယိုပိုင်းထဲမှာပြောထားတဲ့စကားတကယ်စကြလေးနက်နက်နဲနဲတွေးကြည့်မယ်ဆိုလို့ရှိရင်တော့အနာဂတ်အတွက်အနာဂတ်လူငယ်တွေအတွက်ကအထူးယူမှားသွားမယ်အရာဖြစ်တယ်။ဟုတ်လား။မြန်မာပြည်ထဲမှာကိုးကျင်လဲကိုးမယ်။ဒါပေမဲ့တိုက်ကျင်လဲတိုက်မယ်။လူကျင်လဲလူမယ်။ဒါပေမဲ့ပရဟိတပြန်လို့ပြလိုက်လို့ရှိရင်ငါတို့ကလူလူသူလူနေလို့ရတာပဲဆိုတဲ့အတွေ့လူငယ်တွေမှာဝင်သွားနိုင်တယ်။အဲ့တော့ဒီဆိုပြဿနာကကျွန်တော်တို့ပြည်သူလူထုဂျားထဲမှာလူငယ်တွေဂျားထဲမှာအင်မတန်ထရမ့်ဖြစ်နေတဲ့ပြဿနာတစ်ခုဖြစ်တယ်။နော်။ မှတ်မိနေတဲ့ပြဿနာဖြစ်နေ။ဘာလို့ဆိုတော့အကြောက်တရားဒီကြောက်ရမယ့်ကိစ္စတွေကိုမှတ်မိလို့လူတွေကနော်အဲ့တော့အာဒီကောင်လေးကဇိုးတွေပါဆိုတာနဲ့လူကလူတွေကအာတိကျင်သွားပြီနော်ဒီတိကျင်သွားရတာကနေပြီးတော့မှဘာဖြစ်လာလဲဆိုလို့ရှိရင်သူတို့ရဲ့လုံရက်တွေကိုစောင့်ကြည့်ပြီးတော့မှဒီပေါ်မှာယုံကြည်သွားပြီအဲ့တော့ကျွန်တော်တို့ကဒီယုံကြည်မှုတွေကနေပြီးတော့ပေးဆက်လိုက်ရမယ့်အရာတွေနောက်ွယ်ရအကြောင်းတရားတွေရှိတယ်အများစွာရှိနော်ကျွန်တော်တို့ရဲ့ကလေးတွေ ကလေးမွေးထားတဲ့မိဘတွေယောက်ျားလေးမွေးထားတဲ့မိဘတွေဟုတ်လားယောက်ျားလေးတွေအခုချိန်မှာဟုတ်လားမိဟိုဒီကလေးတွေကနော်ငါတို့ကလည်းဇိုးဖြစ်ချင်တဲ့ဆိုလဲဆန္ဒလေးတွေကကိုယ်စီရှိနေကြတယ်သူတို့စာတင်ကြောင်းနေမှာလေဟွန်းရာဂိုင်းတော့ကလေးတော်တော်များများကဒီဇိုးပြက်တနာကိုနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်နော်ဒါမိဘဖြစ်သူတွေဟိုတတိထားဖို့လိုတယ်ကိုယ်ကျောင်းကိုပို့လိုက်တဲ့ကိုသားသမီးလုံးချုံနေရလားဆိုတော့သူတို့ကကိုမိဘတွေကိုတော့ဟိုအလုံးစုံပြန်ပြောမှာမဟုတ်ဒါပေမဲ့ ကျောင်းမှာဖြစ်နေတာကလူမိုက်အဖွဲအစုလေးတွေနဲ့နေနေကြတယ်။လူမိုက်အဖွဲအစုမရှိတဲ့ဒီဒီကလေးတွေတငယ်နဲ့စားနုံနုံအာအာလေးတွေဆိုလို့ရှိရင်တော့ဟိုဝိုင်းပြီးတော့အနိုင်ကျင့်အောင်ခံနေရတယ်။နော်အဲ့တော့ငါတို့လေလူမိုက်ဖြစ်ချင်တယ်ဆိုတဲ့ဟာကလေးတွေရဲ့ခေါင်းထဲမှာသင်ခန်းစာတစ်ခုလိုဖြစ်နေတယ်။နော်နောက်တစ်ခုကဒီပရဟိတပေါ့။တခုခုပြဿနာဖြစ်လာပြီ။နော်ဒီအပေါ်မှာနာမည်ကြီးလာပြီဆိုလို့ရှိရင်ဒီနာမည်ကိုလိုချင်နေတဲ့ ပရဟိတအယောင်ဆောင်သမားတွေကတွားပြီးတော့မှတပ်ပုံရိုက်တာတွေဘာတွေပေါ့ဒါတွေကတောက်လျှောက်လုံနေတာဖြစ်တယ်ပေါ့ကဲဒါတော့မှသေတုတ်သက်ပြီးတာဟာဖြစ်ပါနော်အဲ့တော့လိုက်တာကိုကြီးကအင်တာဗျူးတစ်ခုမှာစကားပြောနေတယ်ပေါ့နော်အကျွန်တော်တော့မရှိရင်လည်းရတယ်လှလှ လှူစားလို့ရတယ်တိုက်စားလို့ရတယ်ဆိုပြီးတော့နှုတ်ကနှုတ်ခနဲ့ထွက်သွားတဲ့ကိစ္စကဒါတာမန်ကိစ္စမဟုတ်ဘူးเนาะဒီကောင်เนี่ยအစကတည်းကဇိုးတွေပေါ့เนาะတစ်ဖက်မှာဓမြတိုက်ပြီးမှာတစ်ဖက်မှာပေးကန်းနေတယ်ဗျာပေးကန်းတာပဲမြင်လို့မရဘူးเนาะဘေးကနေလာတယ်ဆိုတော့ကျွန်တော်သိဖို့လိုတယ်ပေါ့เนาะအဲ့တော့ဘာပြီးတော့ဒီခုချိန်မှာမဲအောင်လိုက်ခစ်ကြမှာဒလာမျိုးတွေဖြစ်နေတာပေါ့เนาะဇိုးတွေတော့မှဟိုအခက်ခဲလွန်းလို့ပေါ့เนาะဒီလူတွေနည်းနည်းလူပြရဆိုဝမ်းသာတာပေါ့เนาะအဲ့တော့အဲ့ဒီပုံမှာသူတို့နာမည်ယူပြီးမှတကယ်ပဲပြည်သူလူကိုလှည့်ပြန်နေတာဖြစ်ပါတယ်เนาะ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီကိုဇွဲတို့နဲ့ပတ်သက်ပြီးမှဒီမေးထားတဲ့ဟာလေးနားထောင်ကြည့်အောင်နော်ဟိုပါပေါ့နော်နောက်တစ်ခုကကျွန်တော်မေးချင်တာကဒါကိုဇွဲတို့ဟိုလိုင်းပေါ်မှာဝိုင်းပြီးတော့မှပြောကြတယ်ပေါ့နော်တချို့တွေကနာမည်ကြီးဆယ်လီတွေကတချို့တွေကဝိုင်းပြီးတော့မှပြောကြတယ်အဲဒါ PDF တွေဒီ KNU နေမီမှာကရင်ပြည်နယ်မှာဆက်ပြီးတော့မှတိုက်မနေနဲ့တော့အသေးမခံနဲ့တော့ဘာဖြစ်လဲညာဖြစ်လဲပေါ့နော်ကိုကကိုကိုနေမီကိုကိုကကို သွားကြတော့ဆိုပြီးတော့ပြောတဲ့အပေါ်မှာရောကိုဇွဲနေနဲ့ဗာမှတ်ချက်ပြုကျင်တယ်ဗောနော်အဲ့ဒါလေးထပ်ပြောရရင်တော့ခံယူချက်အသိပညာဘူသူတာနဲ့ဆိုင်တာဗောအဲ့တော့ကျွန်တော်တို့ဒီ NLD ပါတီဥဆောင်တဲ့အမေစုဥဆောင်တဲ့ NLD ပါတီမဲဆွယ်တဲ့အချိန်မှာကရင်ပြည်နယ်ကလည်းမဲဆွယ်ခံတဲ့နယ်မြေတွေကတခုလေကျွန်တော်ပြောတာ ဟုတ်လားမဲဆွဲခံတဲ့နေမြေတွေရတခုပူပေါင်းပါဝင်ခဲ့တဲ့နေမြေတွေရတခုကျင်းတည်တာတခုကတော့သူတို့အဖွဲ့အစည်းတွေမူဝါဒတွေဘလို့ပဲရှိနေပါစေကင်းပြင်းတဲ့လူထုကတော့ဒီစစ်အုပ်ချုပ်မှုအောက်ကလွတ်ချင်တယ်ဆိုတဲ့ဆန္ဒကကျွန်တော်တို့ကမြင်လဲမြင်ရတယ်တွေ့လဲတွေ့ရတယ်ကြားလဲကြားရတယ်သိလဲသိရတယ်အဲ့တော့ကျွန်တော်တို့ကပရမအိုးဆုံးတောခိုးတဲ့အချိန်မှာလဲဟိုကျွန်တော်တော့ကင်းပြင်းတွေကိုရောက်လာတယ်ပေါ့နော်ရောက်လာတယ်ကျွန်တော်တို့ဟိုဝတ်ထဲကိုတခုနဲ့ရောက်လာတယ်အဲ့တော့ဟိုပေးတာကန်းတာတွေတော့ မရှိပေမဲ့ကိုယ့်ဘာကိုယုံကံရတာပေါ့နော်အဲကိုယ့်ဘာကိုယုံကံရပေမဲ့လည်းခုနပြောသလိုပေါ့အဲ့တော့ကျွန်တော်တို့ကဒီအာနာသိမှုဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာရှင်းရှင်းပြောရရင်အာနာသိမှုဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာဒီတိုင်းသားလက်နက်ကိုင်းတွေအနေနဲ့သူလူမျိုးစုကိုအခြေပြုတယ်ဆိုရင် तू ကဘယ်အစိုးရပဲတက်တက်သူတခုံရမယ့်အုပ်စုထဲမှာပါတယ်ကရင်ကလေအဲ့တော့ကရင်မျိုးတို့ဆိုတာကစစ်ကောင်စီရပဲနိုင်ငံရေးဥဆောင်ပါစေဟို NLD ကဒီဒီ ် NLD ပေါ့အဲ့အချိန်မှာ NLD အစိုးရကနိုင်ငံရေးဦးဆောင်ပါစေသူကတခုံရမဲ့အမျိုးအစားဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့အချိန်မှာ KNU ကတော့လူထုကိုအခြေပြုပြီးတော့မှဒီကျွန်တော်တို့ NLD နဲ့ဒီအခုဖြစ်လာတဲ့ NUG နဲ့အတူယက်တီခဲ့တယ်ပေါ့နော်ယက်တီခဲ့တဲ့ယက်တီပြီးတော့မှဒီလူတို့အခြေပြုတော်လန်ရေးကိုရွေးချယ်လိုက်တဲ့အကြောင်းမို့ကျွန်တော်တို့ကနေတာဖြစ်တယ်။အဲ့တော့ KMU အနေနဲ့လူတို့အခြေပြုတော်လန်ရေးကိုမလုပ်တော့ဘူးဆိုရင်ကျွန်တော်တို့လည်းချက်ချင်းထွက်သွားမှာပါ။ဟုတ်လား။အဲ့တော့ KMU အနေနဲ့လည်းလူတို့အခြေမြုပ် အခြေပြုတော်လန်ရေးလုပ်နေတာလည်းဖြစ်တယ်အဲ့တော့ဌာနဆိုင်ရာအားအနေချက်တွေကတော့ပြုပြင်ရမှာဖြစ်တယ်အဲ့တော့ကရင်အဖွဲ့အစည်းတွေရှုံနေခြင်းကလည်းခုနပြောသလိုပေါ့တချို့ကလူမှုအခြေပြုကိုလှုပ်ချင်တယ်တချို့ကတော့ဟိုဘယ်သူနဲ့ပဲဆွေးနွေးနေငါတို့တခုံရပြီးသားဆိုတဲ့စိတ်သက်ရှိတဲ့သူတွေလည်းရှိတာပေါ့အဲ့ဒီမှာကျွန်တော်တို့နဲ့အတူတူရင်ဆိုင်တဲ့သူကိုကျွန်တော်တို့ကဘာလို့စွန့်ခွာပြီးထွက်သွားစရာအကြောင်းရှိရမှာလဲပေါ့အဲ့တော့သူတို့ကလူမှုကိုအခြေမပြုတော့ဘူးဆိုရင်တော့ကျွန်တော်တို့လည်း ဒီနေ့အချိန်မပြုတ်နောက်နေ့ညှိနှိုင်းပြီးထွက်သွားမှာပါကျွန်တော်ပြောတာနောက်တစ်ခုကကျတော့ကျွန်တော်တို့ကနေတဲ့အချိန်မှာလည်းဒီတိုင်းပေါက်လို့ပဲသာနေကြတာမဟုတ်ပါဘူးကျွန်တော်တို့ PDF ဖြစ်ခဲ့တဲ့အခါမှာလည်း Joint Operation Command JOC ဆိုတဲ့သဘောတရားနဲ့နှစ်တက်တက်ပေါင်းပြီးတော့မှနေကြတာပေါ့အဲ့တော့ဒီဌာနဆိုင်ရာမပြေလည်မှုတွေကတော့ရှိလားမရှိလားပို့တိုင်းမှုရှိလားမရှိလားတော့လူလူချင်းဆိုတော့အနေငယ်တော့ရှိကောင်းရှိနိုင်တာပေါ့ဒါပေမဲ့ကျင်းတည်တာတခုကတော့ KMU လဲလူတို့ကိုအခြေပြုနေတယ်ဆိုတော့ကျွန်တော်တို့ကလည်းလူတို့အခြေပြုနေတာဖြစ်တယ် ကင်းပြည်နယ်မှာရှိတဲ့လူတို့ကလည်းဆရာနာရှင်စနစ်အောက်ကလွတ်မြောက်ခြင်းလို့မဲပေးထားတာရှိတယ်။အဲ့တော့ကျွန်တော်တို့ကဟိုဒီနေရာကလက်မတာနိုင်ပါဘူးတိမ်ထူတယ်ဆိုထွက်သွားစရာတော့မလိုဘူးလို့ထင်တယ်။အဲ့ဒါကစစ်သားလည်းမဆန်ဘူးယောက်ျားလည်းမဆန်ဘူးတော်လှန်ရေးသမားလည်းမဆန်ဘူးလို့ထင်တယ်။အဲ့တော့စစ်ကောင်စီဘက်ကပါတဲ့သူကတော့ကိုယ့်ရန်သူပဲပေါ့။ကိုယ်နဲ့တူတူလူတို့ခြေပြုလုပ်တဲ့သူကတော့ကိုယ့်ရဲ့မိတ်ဆွေပဲပေါ့။အဲ့တော့မိတ်ဆွေရန်သူကွဲကွဲပြားပြားရှိတာပေါ့။ဟုတ်လား။အဲ့တော့မိတ်ဆွေရန်သူကဘယ်လောက်ထိကွဲပြားလဲဆိုတိုက်ပွဲထဲမှာသိရမှာပေါ့။ နော်စကားတွေနဲ့ပြောရင်အားရညောင်းတယ်နော်တိုက်ပွဲထဲမှာတည်ရမယ်ကျင်းစီတာတခုကတော့အဲ့တော့နောက်တော့ဘာလဲဆိုတော့ဒီလက်နက်ကင်အားလုံးကြီးလဲနိုင်ငံရေးကိုအခြေပြုပြီးလက်နက်ကင်ထားတာဖြစ်တဲ့အကြောင်းကိုဘယ်အစိုးရတက်လာတက်လာဆွေးနွေးရမယ့်အထဲမှာပါတယ်ဒါပုပ္ပလင်းလင်းပြောပြတာအဲ့တော့ကျွန်တော်တို့ကစကားပြောသင့်တဲ့အချိန်ပြောမယ်ပြစ်သင့်တဲ့အချိန်ပြစ်မယ်ဒါကျွန်တော်တို့မှာအလုပ်ရှိတယ်နော်အဲ့တော့အဲ့ဒါကိုဟိုအဝေးကကျွန်တော်တို့လုပ်နေတာကနိုင်ငံအရေးလုပ်နေတာ ဟုတ်လားအဲ့တော့ကျွန်တော်တို့ပြောရမယ့်အချိန်လေးရှိတယ်ပြည့်ရမယ့်အချိန်လေးရှိတယ်ချိန်သေးတာတစ်ခုကကိုတီဆောက်ချင်တဲ့ goal ကို road map အတိုင်းဖျောက်ဖျောက်တန်းတန်းသွားနေဖို့ပဲလိုတယ်လို့ကျွန်တော်ထင်တယ်ပြီးရင်ကင်းရင်ပြင်းနေဆိုတာလည်းပြည်တော်စုနေမြေများတဲ့ကတစ်ခုမဟုတ်ဘူးအဲ့တော့ပြောပြချင်တာကအဲ့ထွက်ဝါးပါကင်းရင်တွေကဘာဖြစ်နေညာဖြစ်တယ်ပြောရလူတွေကချိန်သေးလားကင်းရင်တွေကိုနိုင်ငံတကာနိုင်ငံပေးမယ်လို့သူတို့အဲ့ဒီထွက်သွားလို့ပြောတဲ့သူတွေပြောလိုက်ရင်ကျွန်တော်တို့လည်းကင်းရင်နိုင်ငံမှာမနေချင်းထွက်သွားမယ်လေချက်ချင်းအဲ့တော့သူတို့လည်းသူတို့နိုင်ငံဖြစ်မယ်ဆိုရင် တို့လည်းတမျိုးစဉ်းစားရစဉ်းစားမှာပေါ့အဲ့တော့အဲ့နိုင်ငံအင်အားစုတွေကလူထုအခြေပြုပြီးပြည်တော်စုနဲ့တွဲကျင်တာရှိတယ်မတွဲကျင်တာရှိတယ်ကျင်းသေးတာတခုကတော့ KMU အခုချိန်ထိပြည်တော်စုကနေခွဲထွက်မယ်ဆိုတဲ့စကားလည်းတခုမှမပြောဘူး NUG နဲ့လက်တွဲမယ်ဆိုတာကိုလည်းမကြခင်မှာကြီးညာထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ကတော့ဟိုကိုဘယ်လန်းကိုရှောက်နေလဲဆိုတာကိုသိတယ်နောက်တစ်ခုကကျတော့ကိုကိုကဘယ်ဟာရိုမတ်ကဘယ်ဟာဆိုတာသိရင်စိတ်သက်သာကြရလည်းမလို့ဘူးဒီလိုစကားတွေလည်းပြောကြရလည်းမလို့ဘူး အဲ့တော့စူးစိမှုကိုဖြိုဖျက်နေတာကလည်းစကားစားအကြိုက်ဖြစ်တယ်ခုနကျွန်တော်ပထမပြောတဲ့စကားလိုပေါ့6800မရပဲနဲ့စကားစားမလုံနိုင်တဲ့အလုပ်တွေကိုဝိုင်းမလုပ်ကြပါနဲ့လို့ပဲကျွန်တော်ပြောချင်ပါတယ် ဒါတော့ကိုဆွေးပြီးတော့ဖြစ်ပါတော့ကိုဆွေး PK ရဲ့ဘိုင်းတွင်းမှာဒီထိုင်းကနိုင်ငံနဲ့ဝင်ပြီးမှပေါ့နော်ဒီကားတွေနဲ့တက်ဝင်ရတဲ့အပေါ်မှာချမ်ပီယံစ်အောက်စီဘက်ကဝါရအမျိုးမျိုးဖြတ်နေကြပါတော့ဒါပေမဲ့အခုမှပဲမဟုတ်ပါဘူးနော်အစကလေးကသူ့အမျိုးမျိုးဝါရဖြတ်နေအဲ့ဒီပုံမှာရှင်းပြထားဖြစ်ပါတယ်ဝါရဖြတ်နေခြင်းတဲ့သူတွေတွေ့လဲသူတမေးစိတ်ကိုစွပြီးမှတမေးလှုပ်ပေးထားတာဖြစ်ပါတယ်နော်အဲ့တော့ဘလူးဘယ်ဘယ်သူ့အကြောင်းသိတဲ့လူတွေကတော့သူဘာလုပ်လဲဆိုအကုန်သိပြီးသားပါတော့အခုဆိုရင်ကရင်ပြည်နယ်ဘယ်နဲ့ပတ်သက်ပြီးတော့လဲတချို့တွေရဲ့ဝေဖန်ချက်တွေအပေါ်မှာရှင်းပြလာတာဖြစ်ပါတယ်နော် ကဲကျွန်တော်နောက်ထပ်ကြည့်ရမှာတော့ကျက်ဘက်မင်းအောင်လိုင်ရဲ့ရာဇဝတ်မှုတွေကျူးလွန်ကြတော့အားလုံးနဲ့သိပြီးသားဖြစ်ပါတော့ရန်ကိုမြားတယ်အဲ့ဒီပုံမှာရောက်ပုတ်နေတဲ့ကြော်ဆိုးကိုကိုစီဘယ်လိုပြောထားလဲဆိုတော့တခြားနားတော့ကြည့်ရအောင်နော်ပါနာဘိတ်အဖွဲ့ကတော့သူတို့ရဲ့စီရင်ပြစ်မှတ်ပြီးပြည်သူဆိုတာကိုတဖြည်းဖြည်းနဲ့ပိုထင်ရှားလာတယ်နော်အခုဓမ္မကြီးတိုက်မင်္ဂလာဆောင်အိမ်ပေါ်ကိုဘုံကျဲချတယ်မင်္ဂလာဆောင်နေမှန်းလည်းသိတယ်မင်္ဂလာဆောင်နေတာလည်းသိတယ်မင်္ဂလာဆောင်အိမ်မှန်းလည်းသိတယ်ဘုံကျဲချတယ် အဲ့မင်္ဂလာဆောင်အိမ်ဆိုတော့ခလေးရောမိန်းမရောပြည်သူရောမရှိဘူးမရှိပဲနေတာဘယ်မင်္ဂလာဆောင်အိမ်ဖြစ်ဖြစ်ခလေးပုစုတွေအတက်မပြည့်သေးတဲ့ခလေးတွေအမျိုးသမီးတွေမရှိတဲ့မင်္ဂလာဆောင်တော့မရှိပါဘူးနော်ဟုတ်တယ်မလားဘယ်သေးတာမှလို့လို့အဲ့တော့မင်္ဂလာဆောင်အိမ်ပေါ်ဘုံကျဲချပြီဆိုတဲ့ကအတက်မပြည့်တဲ့ခလေးတွေအမျိုးသမီးတွေနော်ဘာမှမဆိုင်တဲ့ပြည်သူတွေထိလို့မထိလို့မရတော့နော်အခုတော့မှကြည့်ပါ ကြည့်ပါ တော်အတန်ဝင်းနေအနိုင်ပြောချင်မကျော်ဆုံးပြောချင်ပါဘာချင်းမြင့်တဲ့ကမ်ဘလက်မျိုးကမ်ဘလက်မျိုးရဲ့ကမ်ဘလက်မျိုးနယ်ရဲ့ဒီကမ်ဘလက်စေဦးစီးချုပ်ပေါ့ဗျာကမ်ဘလက်စေဦးစီးချုပ်ရဲ့နေအိမ်ကိုမင်္ဂလာဆောင်ပေါ့ဗျာမင်္ဂလာဆောင်ကိုတက်မတော်ကဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါတယ်လေကြောင်းနဲ့ဘုံကျဲရှင်းလင်းလိုက်တာပါတိုက်လေနဲ့စင်းနဲ့ဘုံကျဲရှင်းလင်းလိုက်တာဖြစ်ပါတယ်ပထမအဲပထမဒီကနေ့မနက်9:00နာရီ10:00နာရီလောက်မှာတို့တရင်တွေတက်လာတယ်ဒါလည်းစစ်ကောင်စီရတယ်တို့ရင်းနေကြတိုင်းပါပဲစစ်ကောင်စီရတယ်ကမ်ဘလက်မှာရှိခဲ့တဲ့ဒီပြည်သူတွေနေအိမ်ကိုဘုံကျဲလိုက်တယ်ပြည်သူတွေတေတယ်ပေါ့ဗျာတို့ရင်းနေကြတိုင်းပဲအဲ့လာနဲ့ကျွန်တော်ကလည်းဒီတရင်ကြည့်ကြည့်ရတက်လာတယ်ကျွန်တော်သိလိုက်တယ် အဲကျွန်တော်လည်းတရင်ပြန်ရေးလိုက်ပါတယ်ဘသူဘယ်ဘယ်နေရာဘယ်နေရာကျဲတော့ဗျာတီးရပဲကြောရေးလိုက်ပါတယ်ရေးလိုက်တော့မှဒီအမောင်မဲချမ်းမရှိတဲ့မီဒီယာတွေကတို့ဘာပြန်ရေးလာလဲဆိုတော့ဒီစီဦးသီးချုပ်ရဲ့ကမ္ဘာလက်စီဦးသီးချုပ်ရဲ့မင်္ဂလာဆောင်တက်ကဘုံကျဲတယ်ဗောဗျာအဲ့လိုဖြစ်လာတယ်အဲ့လိုဖြစ်လာတယ်ဒီမှာဖိတ်စာမမတိလို့ရှိရင်သူပဲကျဲတယ်လို့သူပဲရေးလိုက်မှဟိုကတရင်မှန်တင်တယ်လို့ဘုံစကျဲတဲ့ကတက်လာတဲ့တရင်တွေဒီနေ့ထိတပဲအလုံးဝတိပါတယ်ကမ္ဘာလက်ဒီစီရီယက်အဖွဲ့ရဲ့စီဦးသီးချုပ်ကမင်္ဂလာဆောင်ဖိတ်စာဖိတ်ထားတယ် ိဆာကနယ်တွေပါအကုန်ဖိတ်ထားတယ်ဒါပေမဲ့မင်္ဂလာဆောင်ကြီးဆိုတော့ရှင်းမှကျွန်တော်ပြောဆိုတော့စေဝင်းချုပ်ချုပ်ကမင်္ဂလာဆောင်မကတော့ဘဒုကမင်္ဂလာဆောင် ဖြစ်နေပါစေမင်္ဂလာဆောင်တစ်ခုလုပ်ပြီဆိုတော့ရဲရဲရွာတဲ့ကလေးတွေတုံငယ်တွေအကုန်လာမှာပဲမင်းကလေးလာမှာပဲဒါထူးဆန်းတဲ့အရာမဟုတ်ဘူးအဲ့တော့တိုင်းပြည်ကိုကိုစားပြုတဲ့စစ်တပ်ဆိုရင်ဒီစေဦးစီးချုပ်ဆိုတဲ့တယောက်ကမင်္ဂလာဆောင် ဖြစ်နေတာနဲ့ပဲအဲ့ဒီမှာလာတဲ့အရက်သားပြည်သူအကုန်လုံးကိုသေချေအောင်လို့ဘုံကျဲဝင်ရှိလားမရှိဘူးလား အိမ်နီးသားချင်းနောက်ဆုံးများကျွန်တော်ပြောမယ်ဒီမှာမင်းလာဆောင်နောက်တယ်ဘေးပတ်ဝန်းကျင်အိမ်ရခလေးတွေလာစားမှာပဲဟုတ်တယ်မလားရှင်းရှင်းလင်းလင်းဘယ်မင်္ဂလာဆောင်မှခေါ်တာခလေးမတော်ရတဲ့မင်္ဂလာဆောင်လို့အမျိုးသမီးမတော်ရတဲ့မင်္ဂလာဆောင်လို့မရှိပါဘူးအဲ့တော့မင်္ဂလာဆောင်မှာဖီဦးစီးကြောင့်မင်္ဂလာဆောင်တယ်ဆိုတာနဲ့ဘုံကျဲလိုက်တာကြီးအောက်မှာပြည်သူရှိမှန်းသိရတဲ့တဲ့ဘာလုပ်တာလဲပြည်သူကိုစည်ရင်ပြတ်မှတ်ဖြစ်တမင်တက်ဖြစ်တာရှင်းနေတယ်ဟဲ့လားအဲမင်းတို့တတိရှိကိုပြစ်ရှင် PDF စကမ်းတွေတော့ပြစ်လေ PDF စကန်နေသွားကျဲလေဟမ်တိုင်းနာနာကင်ဖွဲ့နေစကန်နေရှိတာပဲကျဲလေဒါမကျဲတာမြင်တာပြည်သူတွေအစုလိုက်ပြောင်းလိုက်ပြောင်းမဲလိုက်ခင်းနေရှင်းချင်းလေအဲ့ဒါမဟုတ်တာပြည်သူကိုအကြောက်တရားရိုက်တွင်းနေတာမင်းတို့စစ်ကိုတွားမလို့နဲ့စစ်နဲ့ပတ်သက်ရင်မင်းတို့ထိမှာအဲပညာမဲ့အတွေ့တွေးသက်အောင်လို့တင်ပေးနေတာနော်ជីវအဲ့ဒါကိုအားကျိုးမှန်တက်တဲ့ပြည်သူကိုတတ်နေတဲ့စစ်တပ်ကိုမသားတဲ့အပြင်အားကျိုးမှန်တက်တဲ့ပြောနေတဲ့ဓမ္မတော်ကိုတကယ်ပါရဲနေတာမဟုတ်ပါဘူး အားလေးပါဒါမင်းလာဆုံးဖိတ်စာအမှန်နဲ့နော်ဟိုချင်းချင်းချင်းဒီကမ်ဘလက်စီတီရဲ့ဦးစီးချုပ်ရဲ့မင်္ဂလာဆုံးဖိတ်စာပါပြီးကြပါလေပြီးကြပါလေကျွန်တော်ကျွန်တော်ဘာသူတို့ရွေးဖိတ်လာမသိပါဘူးမြန်မာဒီမှာဒါသူတို့ရဲ့ဖိတ်စာလေးကျွန်တော်ကလာပလင်းထုတ်အာခွေးမကြီးရဲ့သားလည်းဘယံမတာအမင်းမပြောမနေနိုင်ဘူးနော်လိုင်းပေါ်မှာတလောက်ပြန့်နေတဲ့ဖိတ်စာကိုမင်းပြင်ထုတ်ပြီးတော့အဲမိတ်လူထုတ်ထားတဲ့ဟာအဲ့ဒါမင်းကိုဖိတ်တာလားဟမ်မင်းကခွေးခွေးမရဲ့သားဆိုတဲ့အတိုင်းခွေးစကားသားပြောတယ်နော်ဟမ် ဒီဖိတ်တာအကောင်လုံးဝေထားတယ်ကွာမင်္ဂလာဆောင်ဆိုတဲ့အရာမျိုးဟာနောက်ဆုံးလာမင်းတို့ဘက်ကအားရှိတွားဖန်လေစီစီချုပ်ကိုစီစီချုပ်ဒီညမှာမင်္ဂလာဆောင်လာတိတယ်လေမဆိုင်တဲ့ပြည်သူကိုဘာဖြစ်လို့ဘုံကျဲချာမင်းတို့တွားဖန်ကိုစစ်တပ်နဲ့မင်းတို့စစ်တပ်ကစွမ်းနေစို့ဟမ်ရှင်းရှင်းလေးဟာယူ तू ကမင်းတို့ကိုစောက်ပြီးမဆိုင်လို့ဖိတ်တာကိုတရားဝင်ဖိတ်ပြီးတော့သူ့မင်္ဂလာဆောင်လောက်တာမင်းတို့စစ်တပ်မှာအစွမ်းဆရှိတွားဖန်လေအပေါ်နဲ့မိမလောင်မိမချာလဲရေဘလူပြောတော့မင်းတို့နာတယ်ဟမ် ဒီနေရာမှာစေဦးစီးချုပ်မင်္ဂလာဆောင်ဆိုတော့ဖိတ်ထားတဲ့ဖိတ်စာကြီးနဲ့တရားဝင်စေဦးစီးချုပ်ရှိမှန်းတဲ့တည်တယ်။သွားဖမ်းမော်စစ်တပ်နဲ့ရဲနဲ့သွားဖမ်းဖို့ဖမ်းမနိုင်ဘူးမလားဖမ်းမနိုင်တော့ဘာလုပ်မလဲမိမလောင်မိမချအောက်တန်းကြကြကြည်သူတွေပေါ်ဘုံကျဲချတယ်ဟမ်အဲ့ဒါစစ်သားတွေလုပ်တာငါမသိလို့မေးတာမင်းတို့အဲ့ဒါစစ်တိုက်တာလားဟုတ်လားအော်အဲ့ဒါမင်းတို့စစ်တိုက်တာပေါ့မင်္ဂလာသူများမင်္ဂလာဆောင်ပေါ့ဘုံတော်ကျဲရတယ်အဲ့ဒါစစ်တိုက်တာပေါ့အော်တော်တော်ကောင်းတဲ့စစ်သားတွေနော်အဲတော်တော်တိတ်ခါရှိတဲ့စစ်သားတွေ ပြလိုက်တယ်မှာထည့်ထားရမယ်ဟမ်ဟိုမှာခမင်မှာရှိတဲ့ကမ္ဘောဒီးယားမှာရှိတဲ့ပြလိုက်တဲ့လူရိုးကောင်းတွေနေရာမှာမင်းတို့စစ်ပွေးကောင်းတွေသွားတန်းစီထားရမှာဒါကျွန်တော်ပါတို့ရေးဖိတ်တယ်ပေါ့ကျေးဇူးတင်ပါတယ်နော်ဖိတ်ပြတဲ့အတွက်လည်းဒီဒီကမ္ဘာလာစီဦးစီးချုပ်ဖြစ်တဲ့မောင်အောင်လေးတကယ်ပဲဆလိုင်းအောင်လေးတော့ချင်းဆိုတော့ဆလိုင်းပေါ့ဗျာဆလိုင်းဆလိုင်းအောင်လေးသူကဆလိုင်းအောင်လေးကချင်းပြည်နယ်ကမ္ဘာလက်မြို့မြို့မနှစ်ရက်ကွာမှာနေပါတယ်သူ့ဘေးကဦးနီခွီးအာဖြစ်ပါတယ်အမေနာမည်ကဒေါ်အွန် ွန်သာပေါ့ဗျာသူချင်းကြီးတော့ကျွန်တော်ဖတ်တာနည်းနည်းလွယ်ပါလိမ့်မယ်အဲသူရဲ့သားမောင်အောင်လင်းပေါ့တကယ်သူရဲ့မိကဆလိုင်းအောင်လင်းတမတ်လည်းရဲ့စေဦးစီးချုပ်တနည်းပြကျွန်တော်အေးဟိုသစ္စာကန်တဲ့အဖွဲနောက်ထပ်သူရဲ့သူရဲ့ဒီဒီ PDF PDF ခေါင်းဆောင်ပဲခေါင်းဆောင်အလို့သမီးကလုံလုံမဲ့လူကစပြီးတော့အဲကရိုးသမီးကရိုးတာအနောက်ကအရန်အထိတော်နိုင်ရည်ရပဲအကုန်တုံးအောင်မလားဟမ်ဟိုမှာအိုးတိုက်ပကံစေးနော်ပြီးချက်ပြုတ်ကြောတော့ပြီးလို့ရှိရင်ဧကန်ကျွေးမွေး ဲ့ကြိုအခမ်းအနားပြင်ဆင်ဂရိုနီဂရိုဒါပြင်ဆင်မှတ်တမ်းစကင်မလာဓာတ်ပုံစရာအဲ့ဒါတွေအဲ့ချိန်မှာလူအကုန်လုံးဟာတော်နိုင်ရဲ့ဘက်ကပဲလားပြည်သူတယောက်မှမပါဘူးပေါ့စဉ်းစားလေကွာမင်းသမင်းစားပြီးကြီးတာလားဟဲ့မှတ်ရဲနေကောင်တော့တကယ်မင်းသားကြီးကြီးရဆိုစဉ်းစားလေပြည်သူတွေကိုလည်းဒီလိုချနေတယ်မင်္ဂလာဆောင်မဆောင်မှာလူနေသားပေါင်းစုံလာမှာမင်းတို့စစ်ခွေးမျိုးတွေလိုမျိုးဟိုတယ်မှာကျန်ငါးဝင်ဟိုတယ်မှာအပြတ်ငါးပြီးတွားလောက်တာမဟုတ်ဘူးတိတယ် ကံပလက်စီဦးစီးချုပ်ဆိုတာသူ့လိုကိုလိုရွာထဲမှာသွာလာနေတဲ့လူပဲဒီရွာသားတွေပဲအကုန်လုံးကိုရွာလူတယောက်မင်္ဂလာဆောင်တယ်လာပြီးကူညီကြတာပဲအဲ့တော့မင်္ဂလာဆောင်ဆိုတဲ့ကခွင်းကပြောဆိုအယက်သားမိလူအကုန်ရှိမှာပဲမင်္ဂလာဆောင်မန်းတည့်ရတာနဲ့ကျဲတာအဲ့ဒါဂုံမျိုးစရာမဟုတ်ဘူးကြော်စုပ်ဘူးဒါတခုတော့ကောင်းတယ်ကောင်းတယ်မြန်မြန်မြှောက်ပေးပါအဲအခုအခုမင်းပြောတဲ့ပုံစံတိုင်းမြန်မြန်မြှောက်ပေးပါမြန်မြန်လှုပ်ခိုင်းပါသိလားတကောင်ပြင်းညစ်မနဲ့တော့အဲ့ဒါတွေရပါတယ်တက်တည်နော်တက်တည်ကြည့် ဒါရေရရရှိကြီးစစ်တပ်ကဒလုံကျဲတယ်စစ်တပ်တောက်တိုင်းမီဒီယာဆိုတဲ့အမေရိကန်ဒီကောင်တွေကဒီလိုဒီလိုမြှောက်ပေးတယ်အဲ့ဒါတက်တယ်ပဲပြောများများပြောမင်းတို့တိလာပြော နောက်တစ်ချိန်ကျမှဖာကြလို့မရဘူးဒါတွေကအကုန်တက်တယ်တက်တယ်ရှိတယ်ဟုတ်တယ်အဲ့ဒါတက်တယ်ဘာဖြစ်လို့လဲဒါဟာလုံးဝစစ်ရာဇဝမြောက်တယ်နော်မင်္ဂလာဆောင်ဆိုတာပြည်သူရှိပြီးသားမင်းတို့ဘက်ကအကျန်းဖတ်လို့အော်လုံးကကြိုက်တယ်လို့ကမင်းတို့ဖမ်းချင်ပေါ်ဖမ်းလိမ့်မဆိုင်တဲ့ပြည်သူထိတဲ့အကြောင်းမရှိဘူး နော်မင်းတို့ကံမလက်စေဦးစည်းချုပ်ကိုမင်းတို့ဖမ်းကျင်တယ်မင်းတို့ပြောသလိုအကြမ်းဖက်တိုက်ပြရေးဥပဒေနဲ့ဖမ်းမယ်ဘာနဲ့ပဲကြိုက်တာတော့ဖမ်းတော့ဝိုင်းလေအမှမင်္ဂလာဆောင်ဟမ်မင်္ဂလာဆောင်နံပါတ်တည်တယ်မင်းတို့မှအင်အားတွေရှိတယ်ဆိုဟမ်နည်းနည်းပြလို့ရှိရင်အမှောက်ကြိုက်ရမှာတို့ဘလို့လှုပ်လိုက်မှာတို့အမှတော့လေ ကဲဒါတော့ကိုစေးသုံးသက်ချက်ပြီလို့ဖန်ဖြစ်ပါတယ်เนาะအဲ့တော့ကျော်စိုးတကောင်ကတော့တော်တော်လေးကိုမမိုက်ရင်ပြောနေတာပေါ့เนาะဒီလိုမင်္ဂလာဆောင်ဖိတ်စာကိုပြပြီးမှဒီမင်္ဂလာဆောင်ဘုံကျဲတာကိုသူကအားရနေတယ်ပေါ့เนาะအဲ့တော့ကိုစီပြောတယ်ပဲမင်္ဂလာဆောင်တစ်ခုတည်းမှာအားလုံးက PDF တွေပေါ့ဖုန်းပင်းနေเนาะအတခြားပြည်သူတွေလည်းအများကြီးပါမယ်ပေါ့เนาะဒါမျိုးလုံးလုံးမမြင်ရဘူးနော်အခု Champions စကောင်စီနဲ့အတူနေတဲ့သူတွေအားလုံးလည်းကျွန်တော်တို့တော်လိုင်းရေးတဲ့ဖွဲ့တွေကပြည်သူကိုပြည်သူခွဲခြားထားလို့လည်းဘာမှမလုပ်ဘူးเนาะ drone နေရှိတာပဲပြန်ပြီးတော့ဘုံချဲလို့ရတာပဲသူတို့ရှိနေရတယ် scan နေအဲ့မတော်တဆပြည်သူတွေထိမှဆိုတော့ဘာမှမလုပ်ခဲ့ဘူးเนาะဒီကောင်တွေကတော့အဲ့လိုမဟုတ်ဘူးအာဘယ်သူပဲထိထိပြည်သူထိနေတာမှသူတို့ဝမ်းသာတယ်ဗောနဘလို့ဘလို့အတွေးခေါ်တယ်မှလည်းမသိတော့ဘူးเนาะအဲ့တော့ဒီတော်လိုင်းကြီးမှာတော့ချက်ဖက်မင်းအောင်လိုင်းကတော့သူနိုင်နေဆိုရင်တော့ဘသူမဆိုချနိုင်ဖို့အသင့်ဖြစ်နေတယ်လုံနေတယ်ဆိုတာကိုအားလုံးလည်းမြင်တွေ့နေဖြစ်ပါเนาะအဲ့တော့ဒီလိုမှတ်ရိုင်းတဲ့ကောင်တွေဒီလိုမျိုးကြော်ဆိုးလိုကောင်တွေဗောနဒီကောင်တွေမြောက်ပေးလို့လည်းဒီလောက်ထိဖြစ်နေရတာရှိတယ်ဗောနအဲ့တော့ဒါတွေကိုမှတ်ထားပြီးမှတော်လိုင်းကြီးပြီးသွားရင်တော့တကယ်အစင်းရှိရမယ့်ကောင်တွေဖြစ်ပါတယ်เนาะ ဟုတ်ကဲ့ဒီညနေ့လေပိုင်းအတွက်ဗီဒီယိုကဒီလောက်ပါပဲအစားဆုံးချိန်ပဲကြာပြီးပြီးသူရောက်စင်သူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လုံးဝဆောင်းတဲ့အရာအားလုံးအောင်မြင်ကြပါစေတွားလျက်မှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ